Hello မင်းမမဒီနေ့က အရွတ်ထိုးတဲ့ဥစ္စာကိုအရွတ်ထိုးတာမဟုတ်ဘူးတကယ်တမ်းတော့တင်းနှန်းသူတွေကိုအရိုးထိုးတာပေါ့နော်အခုအခုတလောမှာဆထိုးတဲ့လူတွေတွေရောပေါ့နော်နည်းနည်းထိုးလက်ဆဖြစ်နေတဲ့ထိုးသားကြနေတဲ့လူပေါ့နော်အဲ့ဒါလေးတွေကလည်းအာဟိုရှေ့မှာလည်းထိုးလေးထိုးပြီးပြီပေါ့တုံးလေးစုံတော့ထိုးပြီးတဲ့လူတွေရောရိုးတန်လေးထိုးတဲ့ဥစ္စာတိတ်မလားလို့အဲ့ဒါလေးတင်ပေးဖို့ဒါပေမဲ့ရိုးတန်လေးမထိုးခင်မှာအရွတ်ကလေးတွေဆွဲတဲ့ဥစ္စာကိုအရင်တင်ပေးမှာအရင်တင်ပေးမှာဘာဖြစ်လို့လဲဆိုတော့ခါကြတော့အရွတ်လေးတွေမှာလေအခုဒီလိုမျိုးပေါ့နော်ပန်းထိုးတဲ့ခါကျရင်ဒီပြင်းထဲမှာဒီလိုအရွတ်လေးတွေတုံးတဲ့ဥစ္စာရှိရဲ့ကွဒီမှာကြည့်လိုက်ဒီအရွတ်လေးတွေရှိမယ်နောက်တစ်ခါကျတော့ခင်းကို ော်ဆိုလို့ရှိရင်ဒီလိုမျိုးအရွက်ပုံစံလေးဒီလိုရှိရှိချွန်ချွန်လေးရှိမယ်ပြီးသွားရည်ဆိုလို့ရှိရင်စိတ်မန်းဆိုလို့ရှိရင်ဒီလိုအရွက်ဒီလိုပုံစံလေးရှိမယ်မတူအရွက်ကလေးတွေလေးတည်လားအာပြီးသွားရည်ဆိုလို့ရှိရင်သူကလေဒီစိတ်မန်းမှလည်းဒီလိုမျိုးထင်းရှူးပင်လေးတွေဆိုမှလည်းအရွက်လေးတွေကမတူဘူးအဲ့လိုမျိုးမတူတဲ့အရွက်ကလေးတွေကိုတင်ပေးဖို့အတွက်အရင်စွဲနီးပြောပြတာအဲ့ဒါလည်းတစ်ချက်ကြည့်ပေးနော်မမတို့မှာအရွက်ကလေးတွေကမျိုးစုံသုံးတဲ့အစားရှိရပေါ့နော်အရွက်ဝိုင်းဝိုင်းလေးဒီလိုမျိုးလေးအရွက်ဝိုင်းဝိုင်းလေးဒါနံပါတ်1ပေါ့နော်ဒါဒါလေးကနံပါတ်1အရွက်လေးပေါ့ထားလိုက်ပါအောင်နော်နံပါတ်2ဆိုလို့ရှိရင်အမတို့အရွက်ချင်ချွန်လေးအဲ့မှာလည်းဒီအရွက်ဝိုင်းလေးမှလည်းအမတို့ကခွင်းစားခွင်းမိတ်ကိုဝိုင်းဝိုင်းလေးသုံးလိုက်တာပဲပေါ့နော်ခွင်းစားခွင်းမိတ် ိတ်ကလေးဝိုင်းဝိုင်းလေးတုံးလိုက်တာပေါ့။ဒါလေးကခွင်းရဆအဲဒီလိုလေးရင်လာလိုက်တဲ့ကောင်းငယ်လေးပေါ့ကောင်းငယ်လေးရဲ့ပါစောက်လေးပေါ့အဲ့လိုမျိုးလေးမအားလို့ဒီအောက်ကနေထက်ပြန်လာဖုံးတာပေါ့နော်။အဲ့လိုလေးထိုးလိုက်တာတူတူပဲနံပါတ်2ဆိုလို့ရှိရင်မအားလို့အရွက်ချွန်ချွန်လေးရှိမယ်ပေါ့နော်။အရွက်ချွန်ချွန်လေးမဆွဲတတ်ဘူးဆိုလို့ရှိရင်အရင်ဆုံး၅ပုံစံအရင်ဆွဲလိုက်ပြီးပွားဆိုလို့ရှိရင်ဒီအဖျားထောင်လေးကိုတစ်ချက်အရင်ဒီလိုလေးမှတ်လိုက်ချုံမဲနေရပေါ့နော်။ပြီးတော့မှမအားလို့ဒီလိုလေးလာစစ်တာ။လူလေးဒါဆိုကန်းကောအရွက်ကလေးပေါ့နော်ဒါဆိုဒါအရွက်နှစ်ပေါ့နော်နံပါတ်နှစ်နောက်နောက်ဒီလိုမျိုးလေးပေါ့နော်အမတို့အဲ့အရွက်ကိုရဲ့ site ကလေးကိုပေါ့မှာမူတည်ပြီးတဲ့ခါကျလဲအမတို့အရွက်ကလေးတွေပုံစံကအမျိုးမျိုးပြောင်းသွားနိုင်တယ်ပေါ့နော်ဒီလိုလေး၁နှစ် ဟိုဒီလိုလေးတွေဖြစ်သွားနိုင်တယ်ပေါ့နော်အရွက်ကဒီလိုပုံစံမျိုးလေးတွေဖြစ်သွားနိုင်တာနံပါတ်3အရွက်ကကြတော့အမတို့ဘယ်လိုလဲဆိုတော့ခါကြတော့၃ပွင့်လာတဲ့အရွက်ပေါ့နော်အရွက်အရွက်လေးတွေတုံးတယ်၃ပွင့်အဲ့၃ပွင့်လေးကြလေအဲမျက်လုံးလောက်ကလေးပစ္စည်းလောက်ကလေးပေါ့နော်ဒီလိုလေးတွေပေါ့နော်လူလေးလာတဲ့ဥစားရှိရေပေါ့နော်ဆိုတော့ဒီမှာဒီလိုဥစားကွေးမေးပန်းပွင့်လေးကိုမှာကွယ်ဒီအပင်တော့တတာအပင်ထားလိုက်တော့အဲ့ပန်းပွင့်ပုံစံမျိုးလေးဒီလိုလေးတင်းနဲ့တုံးဒီလိုလေးတွားလိုက်တာကျေဒါနှင်းစီအရွက်ကလေးနဲ့တူတယ်ပေါ့နော်ဒီလိုမျိုးလေးတင်းနဲ့တုံးဒီလိုမျိုးလေးတွားလိုက်တာနံပါတ်၄အရွက်ကြတော့အမတို့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီမှာအရွက်ကိုဒီလိုလေးတွားလိုက်တယ်ပြီးပါဆိုရင်ဒီမှာပဲအရွက်ပုံစံ လူမျိုးလေးတွားလိုက်တာဒါလည်းအရွက်တစ်မျိုးပဲဒီမှာအရွက်အစိမ်းရောင်လေးထည့်လိုက်ပြီဆိုတာအရွက်ပဲဖြစ်သွားတာဟိလာအဲ့အရွက်ကိုဒီအရွက်နဲ့အလားတူပုံစံတူတယ်ဒါနံပါတ်လေးထဲမှာပဲအမထည့်လိုက်တော့မှာပေါ့နော်ဒီလိုမျိုးလေးဒါကဘာအရွက်လေးနဲ့တွားတူလဲဆိုလို့ရှိရင် ီအရွယ်ရပုံစံစိတ်မဲရွက်လေးမှာ၃ညောက်စားနေတူတယ်ပေါ့နော်။ဒါပေမဲ့အဲဒီဒီလိုမျိုးလေးတွားတဲ့ပုံစံမျိုးခြီလေးဒီလိုပုံစံနဲ့တွားရောက်စားလေးရှိရဲဆိုနံပါတ်၅ပေါ့အမနံပါတ်၅မှာပဲဒါပြန်ထည့်လိုက်တယ်။နံပါတ်၅ကကြတော့အခုစိတ်မဲရွက်ဆိုတာပါဆိုစိတ်မဲရွက်လို့ကိုကိုရွက်အဲ့လိုမျိုးလေးအရွယ်လေးဆိုဒီခုဒီလိုလေးတွားလိုက်တယ်။နောက်ပြီးလို့ရှိရင်1 2 3 4အမလည်းအဲ့လိုလေးလုပ်ပေး။ပြီးပါဆိုလို့ရှိရင်ခုနကလိုတခြားအုပ်လေးပါးချောက်ပုံစံလေးတွေငါငါပဲကော်ကော်ပေါ့နော်ဒီလိုမျိုးလေးတွားလိုက်တာပေါ့။အဲ့လိုတွားတဲ့ထဲမှာအမကဒီလိုလေးတွားတာဒီလိုလေးဒီလိုလေး so ဒီအပွင့်လေးတွေပေါ်မှာပဲအမကဒီအရွက်လေးတွေပုံစံက ိုးရောက်စားမခက်ဘူးပေါ့နော်ဒီအရွက်ရဲ့တဘောတရားလေးတွေကိုနားလည်နေလို့ရှင်ရတယ်ပေါ့နော်ဆိုတော့ဒီဒီလိုပုံစံမျိုးလေးမားတို့ဒီလိုသွားရတဲ့အရွက်ဆိုတော့ဒါကစီမံရွက်မှာသွားတာ sorry နံပါတ်6ပေါ့နော်6ဆိုလို့ရှိရင်သူကကြတော့ဘယ်လိုမျိုးလေးသွားမလဲဆိုတဲ့ခါကျတော့အခုအာ DC ဘန်ပေါ့ DC ဘန်လေးဆိုလို့ရှိရင်ဒီလိုမျိုးလေးလာတယ်ပြီးွားဆိုလို့ရှိရင်သူ့အရွက်ကလေးစမိတ်နန်းနန်းပင်လို့အရွက်လေးတွေပေါ့နော်ဒီလိုလေးတွေမှာသူ့ရဲ့ဒီအရွက်ထဲမှာမှာဒီလိုလေးတွေသွားတာမျိုးပေါ့နော်တူရှိတူရှိလေးတွေ ਨੇ ဒီလိုမျိုးလေးတွေပေါ့နော်တူရှိတူရှိလေးတွေဒီလိုပုံစံမျိုးလေးတွေသွားတာအရွက်လေးတွေကလေး အဲဒီမှာပဲကွာလေးတွေနေပေါ့နော်တူရှိကွာလေးတွေပေါ့နော်ကွာပုံစံလေးတွေအဲ့လိုပုံစံမျိုးလေးတွေသွားတဲ့အရွက်ရှိတယ်။ဆိုတော့ခါကြတော့အမကဒီဟာကိုအရွက်တိုင်းမဲ့ဒုတ်တာဒုတ်ချောင်းမှလို့အဲအရွက်ကဒီလိုဒုတ်ချောင်းမှလို့ညီညီမဟုတ်ဘူးနော်မညီဘူးနော်သူ့ရဲ့အရွက်ကလေးက ဒီလိုခွာလေးခွာလေးထွက်လိုက်တယ်အဲ့ကနေတည်းတူမယ်ဒီနားလေးကနည်းနည်းလေးပြန်တူမယ်ဒီမှာထွက်မယ်တူမယ်နည်းနည်းလေးပြန်တူမယ်ဒီလိုလေးတွေမညီမညာလေးတွေထွက်တဲ့အခါမှာဒီကသူ့ရဲ့ပုံစံခွာလေးကထွက်တာဒီဒီအရွက်ကလေးရှိတယ်ဒီအရွက်ကလေးတွေကလေဘယ်နေရာမှာထက်သုံးလို့ရကြည်လဲဆိုတော့နံပါတ်ခွန်အမဒီနံပါတ်ခွန်မှာပဲထက်ပြနံပါတ်ခွန်ပဲလေဆိုတော့ထင်းရှုပြင်လိုမျိုးလုပ်တဲ့နေရာမှာထက်သုံးလို့ရတယ်အဲ့ထင်းရှုပြင်နေရာလေးကဒီနံပါတ်ခွန်မတော့တိုင်လေးတစ်ခုဆွဲလိုက်တယ်ပေါ့နော်တိုင်လေးတစ်ခုဆွဲလိုက်တယ်ဆွဲပြီးသွားဆိုလို့ရှိရင်လိုင်းလေးတူရှည်လေးတာမတင်း1 2 4 5 ီမှာဒီလောက်လောက်ကလေးပဲဒီလောက်လောက်လေးအဲ့မှာမမတို့ကခုနကွားပုံကအတူအရှိလေးတွေဒီလိုလေးတွေထွက်လိုက်တယ်ဆိုရှင်ဒါချင်းရှုပင်လေးချင်းရှုပင်လေးတစ်ပြင်ဖြစ်သွားရောဆိုတော့အဲ့မှာအရွက်ပုံစံလေးပေါ့နော်ဒီချင်းရှုပင်လေးကအရင်တော့မမတို့ချင်းရှုပင်လေးကလည်းဝမ်းဆက်လေးထုတ်တာရှိရေပေါ့နော်အဲအရင်ကြီးမြန်မာဆန်ဆန်ကြီးမဟုတ်ဘဲနဲ့အဲမမတို့လိုပုံချစ်ချာကောင်းတဲ့ပုံစံမျိုးလေးတွေပေါ့နော်ချစ်ချာကောင်းတဲ့ဟာဆိုရလေသူများနဲ့မတူတဲ့ဥစ္စာလေးတွေအဲအဲ့လိုမျိုးလေးတွေထုံထွင်ပြီးတော့ဝတ်ချင်တဲ့သူတွေကြတော့မမတို့ဒီချင်းရှုပင်လေးတွေလည်းထိုးပေးတယ်တချို့ကြတော့တချို့အမားတွေကကြတော့ အာဘယ်လိုမျိုးယူလဲဆိုလို့ရှင်သူကသူ့မှာရှိတဲ့ပန်းမျိုးစုံကုန်သွားပြီဆိုအပင်လေးတွေအပွင့်လေးအဲ့လိုမျိုးလေးတွေပေါ့နော်တောင်တန်းလေးတွေအဲကြောင်လေးတွေပေါ့အဲ့လိုမျိုးလေးတွေကိုလုတ်လုတ်တဲ့ဥစားဝတ်တဲ့ဥစားလေးရှိရပေါ့ကွအဲ့ဆိုအမားတို့ပုံစံဒီမှာလေးတရုပ်စလုံးလေးနေတော့နည်းနည်းစင်ဒါဆိုရင်တင်းချူပင်လေးဖြစ်သွားရပေါ့နော်ဆိုတော့အဲ့လိုမျိုးဒီဟာနဲ့ဒီဟာလေးနေချိတ်ဆက်နေရပေါ့ဒါလေးဆိုတေးသေးလေးဒါလေးဆိုနည်းနည်းကြီးတယ်အနုစိတ်လေးပြန်ဆိုးရရပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေလုံလို့ရတယ်နောက်တစ်ခုကကြတော့အမားတို့မက်ခွန်ဒီမှာကြည့်လိုက်တယ်နော်ဒီရွက်ဒီကဘာမှတော့မခက်ဘူးအကုန်လုံးပိုးကြည့်လိုက်လို့ရှင်တဘောတရားလေးတစ်ခုချင်းချိတ်ဆက်နေအတူတူပဲအဲ့ကနေတည်းကအမားဒီမှာနံပါတ်၈ sorry ပါဆွဲရအောင်နည်းနည်းဆွဲပြနေတယ်ဒီဘက်ကရောက်နံပါတ်၈အဲ့မှာဆိုလို့ရှင် ူကမိပယ်ရွက်ပုံစံမျိုးပေါ့နော်ချမောင်ရွက်တူမိပယ်ချမောင်ရွက်ကတော့မထိုးပါဘူး sorry ပါအဲမိပယ်ရွက်ပုံစံမျိုးထိုးတယ်ဆိုလို့ရှိရင်အမတို့အယိုးတဲ့ပုံစံမျိုးလေးအရင်သွားလိုက်မယ်ဒီမှာအခုတိပြီးလို့ရှိရင်နည်းဒီလိုမျိုးလေးပေါ့နော်ဒီလိုလေးပြန်လာတယ်ပြီးွားဆိုသူကလေဒီအောက်မှာအညောက်တူလေးဒီလိုလေးလာပြန်ထွက်တယ်ဒါမိပယ်လေးတွေဒီလိုလေးတွေမိပယ်လေးကလေး သူ့ရဲ့အရွက်ကလေးကဒီလိုပုံစံမျိုးလေးထွက်တယ်ဆိုတော့ဒီမှာမဲ့မားရွာလေးဒါမှမခက်ဘူးအရောင်ကိုတိသွားရင်ရပြီဒီဟာလေးကိုမြင်တတ်လို့ရှိရင်လေခါတိုင်းမားတို့ထိုးနေကြအတိုင်းချီလေးတွေကိုဒလိုဒလိုလိုထိုးသွားမယ်ပေါ့နော်သူ့ရဲ့အုတ်ကျိုးရောင်လေးမိပေရဲ့အရွက်ကအုတ်ကျိုးလေးနဲ့အညူလေးတွေနဲ့ရောထားတာဖြစ်တဲ့အတွက်အုတ်ကျိုးတို့အညူတို့အဲ့လိုမျိုးအရောင်လေးတွေကိုထိုးပေးလိုက်ရပြီဒီအရွက်ကလေးတွေခါတိုင်းမားတို့ဒီထိုးတဲ့အရွက်က သုံးပုံနဲ့အဲ့လိုပွင့်ဆိုင်လေးထိုးမယ်ပြီးွားပြီဆိုလို့ရှိရင်ဒီမှာလည်းအဲ့လိုလေးပဲထိုးလိုက်လို့ရှိရင်ရပါပြီပဲပြောခဲ့အဲ့တော့မမတို့အရွက်တောက်တောက်ထိုးမယ်အဲ့ဒီမှာမတောက်ရင်မို့လို့လေးကွေးမယ်ဆိုလို့ရှိရင်လည်းအဲ့ကွေးတဲ့အတိုင်းလေးပဲလိုက်ပြီးရောခါကြတော့ပြန်ဆွဲမယ်ပေါ့နော်ဆိုတော့ဒီမှာလည်းခွင်းစားလေးတခုခွင်းစားခွင်းပေးပုံနဲ့အရွက်အဲပန်းမွင့်လေးလိုမျိုးပေါ့နော်လိုလေးပြန်သွားလိုက်တယ်ဆိုတော့ဒီဘက်အပေါ်မှာပဲများများပေါ့နော်ပြီးွားပြီအောက်ဆုံးအရွက်ကလေးကြတော့သူကဒီလိုမျိုးလေးလာတာပေါ့နော်အဲ့လိုမျိုးလေးလာတော့ဆိုတော့အပူရုံအပေါ်ထောင်မယ်အောက်လဲမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးလေးလာခြင်းအပြင်သူကပို့ပြီးတော့ချစ်ဆရာကောင်းနေပေါ့နော်ဆိုတော့နံပါတ်အာ၈ပြီးတော့ခါကြတော့၉ပေါ့နော်၉မှာကြတော့ဘာလိုမျိုးလဲဆိုတော့လုံးလုံးလေး လုံးလုံးလေးအဲ့လုံးလုံးအရွက်ကလေးတွေကလေဘာလေးနဲ့ဘယ်နေရာမှာတုံးတာများလဲဆိုဝါကုန်းပွင့်လေးတွေဆိုလို့ရှိရင်အဲ့လုံးလုံးအရွက်ကလေးတွေထည့်တာများတယ်ဆိုတော့အရွက်ကလေးကဒီလိုမျိုးအရွက်လုံးလုံးအရွက်ကလေးအဲ့ဆိုအဲ့လုံးလုံးဖြုတ်သွားလို့သူကခက်ခဲသွားတဲ့ဟာမဟုတ်ဘူးမမတော့ဘာလေးဘယ်လိုလေးပဲလှုပ်လိုက်ရုံပဲလဲဆိုတော့ခါကြတယ်လိုမျိုးလေးပေါ့နော်အဲ့လုံးလုံးလေးကိုလေခြေလေးတည်းဒီလိုလေးဟိုဘက်ဒီဘက်သွားမယ်ဟိုဘက်ဒီဘက်ဒီလိုလေးတွေသွားလိုက်ရင်ရပါတယ်လူလေးတွေဆွဲပြီးလိုက်လို့ရှိရင်ရပါတယ်။ဒါဆိုရင်မှတော့ဒီမှာအယောင်ကိုအစိမ်းယောင်လေးနဲ့တုံးပြီးလိုက်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေသွားတယ်ပေါ့နော်။ ဒါဒါဒီမှာလည်းဒါအရွက်တမျိုးရပါနောက်ဆုံးနံပါတ်30အဲ့30မှာကြပါလဲဆိုတော့ခါကြတယ်ငါတို့ဟိုလေအာကလိုဘာအရွက်ပေါ့နော်ကလိုဘာအရွက်က lucky flower လို့လည်းခေါ်တယ်ကလိုဘာလို့လည်းခေါ်တယ်ပေါ့နော်တော်ချာအသေးပုံကြီးအဲ့အသေးပုံကအသေးပုံမှလည်းအသေးကဟိုဆွေတော်ရွက်ကလည်းအသေးလို့ပြောပြမယ်အသေးမဟုတ်ပေါ့နော်ဆွေတော်ရွက်ဆိုတာဒီလိုမျိုးလုံးလေးနဲ့ကြတာဒါပေမဲ့ဒီအဲ့ကလိုဘာလေးကြတော့အသေးပုံမျိုးမျိုး၄ရွက်တစ်ခုရှိမယ်၅ရွက်တစ်ခုမယ်ဆိုတော့အပေါင်းလေးအရင်ဆွဲချလိုက်မဆွဲတတ်ဘူးဆိုတော့အပေါင်းလေးအရင်ဆွဲလိုက်အဲ့လိုလေးဆွဲပြီးသွားရဆိုလို့ရှိရင်အမတို့ဒီမှာဒီလိုလေးလာပြန်ထွက်မှာပေါ့နော်ဆိုတော့ဒီမှာဒီလိုလေး အကဲပုံကတော့လူတိုင်းနှိပါလောက်ဆွဲထားမယ်လို့ရှိရင်လည်းနည်းနည်းဝိုင်းတာနဲ့မဝိုင်းတာနဲ့ပဲကွာအောင်မယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးလာမယ်ဒီအရွက်လေးရှိမယ်နောက်တစ်ခွက်ကျတော့သုံးရွက်လေးပဲပေါ့နော်1 2 3အဲ့ဒီ1 2 3ကလည်းဒီကိုမတို့ဒီမှာ1အဲ့လိုလာမယ်သူ့ရွက်ကလေးကျအောက်ကနေဒီလိုလေးလာဒီလိုမျိုးပုံစံမျိုးလေးပေါ့နော်ဆိုတော့ဒီမှာလည်းဒီလိုပုံစံမျိုးတွားလို့ရတယ်ဒီအရွက်လေးဒီမှာဆိုတော့ ပန်းဝင်နေဒီမှာအခုရှိနေရအရွက်၁၀မျိုး၁၀မျိုး sorry ၁၀မျိုးပဲရှိသေးတယ်ပေါ့နော်လောလောဆယ်လက်ကလောပြတာအဲ၁၀မျိုးလုံးနေဒီဟာလေးတို့မျှပြီးတော့လုံးလို့ရတယ်ကွထိုးကြည့်လိုက်တာနေစင်ဒီဟာလေးဒါလေးဒါလေးလည်းအဲ့လိုမျိုးလေးနည်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 းစီပေါ့နော်ကိုလှတယ်ဥစားလှမယ်ထင်တယ်ဥစားတန်ရတန်ရပေါ့နော်အဲ့လိုမျိုးလေးလိုက်ပြီးဆွဲလို့ရတယ်နောက်တစ်ခါကျတော့နံပါတ်၁တက်မှာဆိုလို့ရှိရင်အသေးပုံကတော့မဟုတ်ဘူးကိုရွက်ပုံနဲ့နည်းတူတယ်သူကအဲ့ဒါကျတော့လိုလေးလာမှာပေါ့နော်အသေးပုံငယ်မျိုးလေးလိုမျိုးနည်းနည်းရှည်ရှည်လေးလိုမျိုးလေးလာဆိုတော့ ဒီဟာလေးကြတော့ပုံဆွဲတတ်လို့ရှိရင်တော့ပို့ပြီးတော့ပုံဆွဲတာကိုတက်တက်ရက်လေးဆွဲတတ်တယ်တော့ပို့ပြီးတော့အဆင်ပြေရေပေါ့နော်အဲ့လိုမျိုးအရွက်လေးတွေမှာလည်းအလားတူပဲမအားလို့ထိုးတာကအေးဒီချိန်ကနေလာမယ်ပြီးသွားဆိုဒီလိုမျိုးလေးတွေပဲခြေလေးတွေအမအားလို့အဲ့လိုပဲထိုးွားရုံပဲရှိရဒီလိုမျိုးနောက်တစ်ခုကကြတော့ပုံတုံးတုံးလေးအရွက်ပေါ့နော်ငါပြောရွက်လို့မျိုးအဲငါပြောရွက် sorry ငါပြောရွက်ကတော့မဆွဲပေါ့ဗါလဲအေးတရုတ်စကားပဲအရွက်တရုတ်စကားပဲဆိုလို့ရှိရင်ねသူကအဲ့လိုမျိုးလုံ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 းကြီးကြီးလေးဒီလိုမျိုး ရုပ်စကားပန်းတို့ပုတ်ညစ်ပန်းတို့ဆိုလို့ရှိရင်ဒလုံးလုံးချိန်မှလုံးလိုက်တာအဲ့ဒါလုံးလိုက်တယ်ဆိုလို့ရှိရင်မတော်ဒီမှာဒီလိုလာပြီးတော့ထိုးလိုက်လို့ရှိရင်ရပါပြီဆိုတော့ဒီအရွက်လေးတွေကလေကိုထဲတဲ့ပုံမှာပဲမူတည်တယ်ပြီးွားဆိုလို့ရှိရင်အရွက်သေးလေးတွေဒီလိုမျိုးသေးသေးလေးတွေဘေးနားနေတဲ့သုံးရွက်အဲ့လိုမျိုးလေးတွေလာထည့်လို့ရတယ်ပေါ့နော်အပွင့်လေးတွေရပြီးမှလေအဲ့ပြီးွားဆိုလို့ရှိရင်မတော်ဒီလိုချွန်းချွန်းရှိရှိလေးအရွက်အဲ့လိုရှိချင်ရှိရှိလေးအရွက်ပေါ့နော်အဲ့ဒါလေးတွေကကိုကိုပုံမှာပဲမူတည်ရပေါ့နော်ကိုတုံးလိုက်တဲ့ပုံမှာပဲမူတည်ရဒီလိုအရွက်လေးထည့်လို့ရတယ်နောက်တစ်ခါကျတော့လေလာဗင်နာပိုင်းလေးတွေမှာထည့်တုံးတယ်လို့မျိုးပေါ့နော်အဲ့တော့အမကဒီမှာ စတီကနေဒါစနစ်ဖြစ်ကြိုက်ပေါ့နော်။ဒါလည်းပါတော့မဒီဘက်မှာပဲထွက်ရွှေ့နေ73။နားမဲ့73။အဲ73ဆိုလို့ရှိရင်တော့ဗာလေးဆိုခါကြတော့လာဘီနာအရွက်လေးဆိုမှတော့ဒီလိုပုံစံလေးပဲသွားတာ။ဒီလိုမျိုးပေါ့နော်။သူကလာဘီနာဒီလိုတက်နောက်လေးကိုသူကအရွက်ကလေးဒီလိုလုံးလုံး။အဲ့လိုအဲ့လိုလုံးလုံးလေးအဲ့ဒါကမှအမကဒီလိုပုံစံမျိုးလေးလေးသွားတယ်နောက်တစ်ချက်မှဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီလိုမျိုးလေးပြန်ကောက်သွားတဲ့ဟာလေးရှိတယ်။ဒီလိုမျိုးလေးလေးပြန်ကောက်တာလည်းရှိတယ်။အဲ့ဒါနဲ့အလားတူပဲတစ်ခွပန်းနေဆိုလို့ရှိရင်တော့အမကအရွက်ကြီးကြီးလေးဒီလိုမျိုးလေးပြန်သွားတဲ့ဥစားရှိတယ်။ဒီလိုမျိုး တစ်ခါပိုင်းရဲ့အရွက်တရားလိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေခါကြလို့ရှိရင်မတော် chain stick ခေါ်တဲ့တန်ခွင်းစစ်တန်ခွင်းတိုးလေးနဲ့ပဲအဲ့လိုပဲထိုးသွားမှာဒီဟာကြတော့လေဒီလိုမျိုးမတော်လှမ်းပြီးမထိုးလှမ်းထိုးလိုက်တာဒီလိုဒီလိုဒီလိုမျိုးထိုးဒီလိုအရွက်ကြီးရတာလေဆိုလို့ရှိရင်အဲ့ chain stick ပုံစံမျိုးနဲ့ထိုးမှာဒီမှာဆိုလို့ရှိရင်အမကဒီမှာတစ်ခါပိုင်းလေးတွေဆိုလို့ရှိရင်ပေါ့နော်ဒီမှာတစ်ခါပိုင်းလေးထားလိုက်ပါဦးနော် ဲ့လိုမျိုးလေးဆိုအမတို့ရဲ့အရွက်ကဒီလိုပုံစံမျိုးသွားတယ်ပေါ့နော်ဒီလိုပုံစံမျိုးပြီးွားဆိုဆို snow drop လိုလိုမျိုးပုံစံလေးဆိုလည်းအဲ့လိုသွားတယ်အဲ့ဆိုရခါကြလို့ရှိရင်သူကအခုဒီဆွဲတဲ့နေရာမှာအမတို့တန်ကွင်းချင်းချိုးလေးနဲ့ပဲသွားမှာတန်ကွင်းစက်လေးနဲ့ပေါ့နော်အဲ့ထိုးတဲ့အရိုးထိုးလောက်ဆောင်အမပြင်ပြပြီးမယ်နော်နောက်တစ်ခုကနံပါတ်15မှာဆိုလို့ရှိရင်ဒီအရွက်လေးဒါဒါအရွက်ပဲရှိသေးပေါ့နော်ထဲလာဒီလိုပုံစံမျိုးသွားတယ်အဲ့မှဒီမှာအမတို့နောက်ထပ်ဘာလို့အရွက်လေးလုံးလို့ရလဲဆိုခါကြကြာပန်းအရွက်ပေါ့နော်ကြာပန်းမှလည်းနှစ်မျိုးရှိကြာပန်းတသေးလေးဆိုလို့ရှိရင်ဆော့ဝိုင်းလေးပဲဆော့ဝိုင်းလေးကိုငါးပဲဆွဲဆွဲတစ်ပဲဆွဲဆွဲအိုးပဲဆွဲဆွဲမပိတ်ခဲ့ဘူးထားခဲ့မှာ ဒီမှာအမားတို့ကဒီလိုလေးပိုင်ပုံစံပေါ့နော်ပိုင်ပေါင်ပိုင်ပိုင်မှုန့်လေးလိုမျိုးအဲ့လိုပုံစံမျိုးမားတို့ဒီလိုလေးထားခဲ့ဒီလိုလေးတွေပေါ့နော်ဆော့ခါကြဒီမှာစင်တာထားပြီးတော့သူ့ကိုလည်းအဲ့လိုပတ်ချလဲပဲအစိမ်းရောင်လေးတွေထည့်လိုက်လို့ရှင်ညာပြီးဆိုတော့ဒီမှာတရားကိုအမပြန်ပြီးတော့ကဲ့ရဲ့ကလေးမှာဆွဲပြမယ်နော်ကဲ့ရဲ့လေးမှာဆိုတော့ဒီမှာဒီလိုမျိုးလေးဆွဲလိုက်ခြင်းအားဖြင့်အမတို့ကအမလားတော့ ဒီလိုမျိုးဒီလိုမျိုးပေါ့နော်သူ့ကိုလည်းစင်တာလေးအလေးစင်တာလေးကြအောင်ခြီလေးရကျလို့လာမှာဆိုတော့ဒီလိုမျိုးလေးဖြစ်သွားပြီပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးဖြစ်သွားတဲ့ခါကျတော့မတော်ရင်ဒီမှာကြာပန်းပုံနဲ့အပွင့်လေးတွေအဲ့လိုလေးလာမှာပေါ့နော်ဆိုတော့ဒီနေရာမှာဒီလိုမျိုးလေးတွေလေအဲ့လိုမျိုးလေးဒါဒါမှထည့်လို့ရဆိုဒီဟာလည်းအရွယ်တစ်ခုထည့်ပြီးတော့တုံးလို့ရတယ်ဒီဟာကိုလေနောက်တစ်ခုကအဲ့ကြာပန်းမင်းဒါပေမဲ့အဲ့လိုအရွယ်မဟုတ်ဘူးကြာပန်းရဲ့အရွယ်ကဒီလိုမျိုးအကြီးကြီးပဲပေါ့နော်အဲ့လိုကြီးပြန်သွားတဲ့ဥစ္စာရှိတယ်ဒီလိုမျိုးလေးကြာပန်းရွက်ကလေးအဲ့လိုမျိုး အင်း sorry ပါဒါကုန်ကြီးထွက်သွားလဲတော့မသိဘူးအဲ့လိုမျိုးလေးပေါ့နော်ဒါဒီလိုမျိုးဒီလိုလိုအတွန့်လေးထိုးတဲ့ဥစ္စာလေးရရှိရပေါ့နော်ကြာပဲအရွက်အကြီးထိုးတဲ့ခါကျရင်ဒီလိုမျိုးလေးချက်တယ်မဲ့ဒါကတော့အနုစိတ်ထိုးရတာဆိုတော့မတော်အဆက်လေးအကျဲလေးပဲပေါ့နော်သဘောတရားအနေနဲ့ပဲအဲ့လိုလိုရပြပန်းနေရမှာလေဒီလိုမျိုးနေရလေးဒါလေးတွေကိုတုံးလို့ရရပေါ့နော်ဆိုတော့မတော်အဲ့ခုနာလေးမျိုးအဲ့ပိန်းရွက်လေးတွေဆိုလို့ရှိရင်လည်းလက်ထက်ပန်းခေါ်တယ်မသိပိန်းရွက်လေးဆိုတော့ဒီလိုပုံစံမျိုးသွားတာပေါ့ပိန်းရွက်လေးတွေပေါ့ အဲ့လိုမျိုးလေးသွားလိုက်လို့ရှင်ရမှာအေးအေးအေးဒီရွက်လေးပေါ့နော်အဲ့ကြားထဲမှာသူကအပွင့်နဲ့အပွင့်ပုံစံနဲ့သူရဲ့အပွင့်ပုံစံလေးကလည်းဒီလိုမျိုးလေးလာတာကိုနော်ဒီလိုမျိုးလေးအညောက်ကလေးလာတယ်အဲ့လိုပုံစံမျိုးလေးလာဆိုတဲ့ ူ့အောက်မှာလည်းအရွက်ကဒီလိုမျိုးပြွားတာဆိုတော့ကကြတော့အမတို့ကတီမာတင်အရွက်ကလေးတွေကိုအရင်ပေါ့နော်အာဒါလေးကဆွဲကြည့်ဖို့လိုလေပေါ့နော်မဆွဲတတ်ဘူးဆိုပေမဲ့ဒီဒီခုနပြခဲ့တာလေးမဆိုဘာမှခက်တာမရှိဘူးစားလိုက်လို့ရှင်ထုံချောင်းလေးနဲ့အဲ့လိုလေးပဲဆိုတော့အဲ့အရွက်လေးတွေကိုဒီအခုပေါ့နော်အမ18မျိုးပြတာအဲ့အရွက်လောက်ကိုကိုတဆင်ချင်းဆွဲနိုင်နေဆိုလို့ရှိရင်အာတဆင်ချင်းပေါ့နော်နည်းနည်းလေးကျွန်းကျွန်းချင်းချင်းပေါ့နော်ခဏခဏဆွဲ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 နေပေါ့နော်အမဒီလိုမျိုးစာအုပ်ပြောင်းလေးနဲ့ဆိုလို့ရှိရင်တော့ပိုးစင်ပြေတယ်စာအုပ်လေးတော့လောက်ဝယ်ထားပြီးခါတာအခုဒီမှာအဲပထမဆုံးအမတို့ဒီလိုတက်ရွက်ပဲဆွဲမယ်ဆိုလို့ရှိရင်တက်ရွက်လေးတွေဒီမှာအဲ့တက်ရွက်ကိုနှစ်ခုပြီးဆွဲမယ်တစ်ခုလေးဆွဲမယ်အဲနှစ်ခုပြီးဆွဲမယ်ဆိုတာ ော့ခုဒီမှာအမပြောရှင်းတာကနောက်ခုပြီးဆွဲမယ်ဆိုတာဒီလိုမျိုးဒီလိုပုံစံမျိုးဆွဲမယ်အဲ့အရွက်ဖဲမယ်နော်အဲ့အရွက်ဖဲနော်ဒီလိုမျိုးဆွဲမယ်ပြီးလိုက်ဆိုရင်တရွက်ထဲဆွဲမယ်ပုံစံဒီပဲအဲ့လိုမျိုးလေးလာဆွဲမယ်ဆိုဆင်းပြီးတော့ဆွဲကြည့်ဒီလားဒီအရွက်ကအဝိုင်းကိုအမတို့တော်တော်လေးကျွမ်းကျင်တဲ့အဆင်ဖြစ်သွားပြီဆိုလို့ရှိရင်အာ ပန်းပန်းပါလေဖြစ်ဖြစ်ထိလို့လှပါတယ်ပေါ့နော်ပန်းရဲ့သဘောတရားကိုနည်းနည်းကြည့်လိုက်တာ ਨੇ ပြုခါကြတော့ကိုကပန်းထိုးမှဆိုခါကြတော့အပြင်ရဲ့အပုံနဲ့အရန်မဟာနဲ့အရင်အပြင်ရဲ့အပုံကအရန်ဟာတယ်ဆိုတော့အပြင်မှာရှိတဲ့ပန်းပုံစံနဲ့အပြင်မှာပန်းကအရွက်ကချွွ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  န်းကောက်ပုံစံဆိုလိုက်တယ်အဲ့ကန်းကောက်တူရှင်နေဆိုလို့ရှိရင်အမားတို့ကဒီမှာအချွန်လေးကိုဒီလိုလေးတုံးမှာသူ့ရဲ့အရွက်ကလေးနဲ့အချွန်လေးနဲ့ဆိုရင်ဒီမှာရင်းကိုပုံမှာကိုတဘောတရပေါ်သွားသူ့ရဲ့အဖူးလေးကဒီလိုလေးလာမယ်ဒီလိုလေးပေါ့နော်အဲ့တော့အဲ့အဖူးလေးကိုလည်းအမားတို့ကဘေးနာအဖူးကိုလည်းဒီလိုဒီလိုမျိုးပြပြတည်ဒီလိုတွေမဟုတ်ဘူးကန်းကောက်ဖူးကလည်းအဲ့လိုပြပြတည်မဟုတ်ဘူးသူ့ရဲ့အဖူးကဒီလိုပုံစံမျိုးလေးတွေလာနှစ်ခုလာမယ်သုံးခုလာမယ်ပေါ့နော်ဆိုတော့ဒီဟာတွေအမားအရင်ထည့်ပြီးတော့မသုံးစီချင်ဘူးဆွဲမယ်ဆိုအဲ့ဒါမှပဲသူကအပြင်ပုံတဘာဝလေးနဲ့ကိုက်ညီပြီးတော့ပုံကလေးကိုပုံလေးကဆွဲဆောင်မှုရှိတာပေါ့နော်အဲ့လိုမျိုးဆိုတာကြဒီမှာဆာမင်နာတဲ့ရွက်လုံးကိုဒီရွက်ဆွဲမယ်ဆိုဒီတဲ့ရွက်ပဲဆိုနောက်တစ်ချက်မှာအာမအားတို့ဒီမှာကန်းကောက်အချုံလိုမျိုးဆွဲမယ်ဆိုဒီအချုံကိုဆွဲကြည့် ဒီဆွဲကြည့်ဒီနေရာမှာဆွဲကြည့်မဆွဲလို့မရဆိုတဆင်ညင်းစီဒီလိုလားလိုလားပြောရဆိုဒီတဆင်လားအဲ့တော့တခုဆက်ပြီးတော့ဒီလိုဆွဲအဲ့ကနေမရသေးဘူးဆိုတော့၄00လေးဆွဲဆွဲပြောခါကြဒီမှာတခုသွားသွားပြီးရင်ဒီလိုပြလာဘောနော်အဲ့လိုဆွဲ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 နေတယ်ကြလားအဲ့လိုမျိုးဆွဲနေနေဖြစ်ပါမယ်အမပန်းမွင့်ကိုနှစ်ခုရွက်ကိုနှစ်ခုထည့်လို့လာလားသုံးခုထည့်လို့လာလားဒါမှမဟုတ်ဆိုလို့ရှိရင်အော်တရွက်ချင်းစီဒီလိုမျိုးသွားတာမျိုးလုံးလို့ရလားဘောနော်ဒီလိုမျိုးအဲ့လိုမျိုးလာလာဒါလေးတွေကဆွဲကြည့်ရမှာမဆွဲကြည့်ပဲနဲ့ဆိုရင်မရဘူးပေါ့နော်ဆိုတော့ဒီမှာလေအရွက်လေးတွေဆိုဒီလိုလေးထောင်တာပို့ပြီးလာတယ်အဲ့ဒါမှဒီလိုကြီးလေးလဲတာတော့ဒီလိုကြီးလေးလဲတာလို့ဆိုမရဘူးပြောချင်တာကွာဒီအရွက်ကိုဒီလိုကြီးနှစ်ခုကြီးဒီလိုကြီးလာတက်တာမလှအောင် ဒီတိုင်းပဲသူလောက်လက်တယ်နော်ဒီပုံစံလေးနဲ့ဆိုပေဟာပို့လာလဲဆိုကိုကနေကိုကိုမျက်စိထဲမှာကြည့်လို့လာတာပို့ပြီးလာတယ်အဲဒီလိုမျိုးပုံစံမျိုးပဲနော်ဆိုနေရာကအဲ့ဒါမှာပဲသူအပွင့်မှာဝိတ်ညီမှာပေါ့နော်ဒီလိုမျိုးဖြစ်နေတဲ့အပွင့်နဲ့ဒီလို ဒီလိုဖြစ်တဲ့အပွင့်နဲ့ဆိုဒီအပွင့်လေးမှာပို့ပြီးတော့ဆွဲဆောက်မှုရှိရပေါ့နော်အဲ့လိုမျိုးဆိုအဲ့မှာကြည့်မယ်ဒီအပွင့်လေးနေရာမှာပြန်ဆန်းကြည့်ဆန်းကြည့်ဒီလိုတမျက်နာလောက်ဆိုတမျက်နာလောက်ကုန်အောင်ပေါ့နော်အဲ့လိုမျိုးဆန်းကြည့်တဲ့ခါကျမှပဲဆွဲရတာကလက်ရည်ရလည်းပို့ပြီးတော့တက်လာမယ်ပန်းပွင့်နေနေမှာလေကိုကဘယ်ပန်းလေးဘယ်ရွက်ကလေးနဲ့ထည့်လို့လှလဲဆိုတော့ကိုတုံးကြည့်လို့ရမှာဆိုတော့ဒီဟာတော့အရွက်ပုံဆွဲတဲ့ဥစ္စာကိုပြပေးရပေါ့နော်အဲတကယ်တော့အရိုးထိုးတာပြမလို့ခဏနေကြမှာနောက်တစ်ဖိုင်မှာပြန်ပြပေးမယ်နော်